ကဲတဲနီဖန်ညိုကီရေကျွန်တော်အစတော့ဒီ content ရိုက်တဲ့အချိန်မှာကျွန်တော် United ရဲ့ဒီအောင်ပွဲခံသချင်းများတယ်မှာ glory glory man united ဆိုတဲ့သချင်းကိုကျွန်တော်ဆိုပြီးတော့ကျွန်တော်စဖွင့်မယ်စရိုက်မယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားထားတာပေါ့နော်ကျွန်တော်တို့ဒီခါကျရင်လည်းကလောကကြီးကတော့အဲကိုမျောမှန်းထားသလိုတော့ဖြစ်မလာဘူးပေါ့ကျွန်တော်တို့ United စံအဲ United ကတော့အခုချိန်မှာတော့စံချိန်တွေချိုးနေပြီစံချိန်ကအကောင်းတော့မဟုတ်ဘူးဗျာတမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးအញ្ញံဖျင်းဆုံး ဆန့်ကျင်အောင်ချိုးခဲ့တာပြီးတော့ဗျာဒီနေ့ဥရောပလိပြိုင်ပွဲမှာလည်းကျွန်တော်တို့တွေအရှိမပြောခဲ့ဗျာတပွဲမှအရှိမရှုံးပွဲမရှိဘူးဗျာတကယ်ဟုံးထနေတာရှုံးမယ်ရှုံးတော့လည်းတပွဲပဲရှုံးတယ်အဲ့ဒီရှုံးတဲ့ပွဲကလည်း final မှာဖြစ်နေတယ်ဆိုတော့ဒီ content ကတော့ကျွန်တော်အတွက်နာရတဲ့ content ပဲမရချင်ပေမဲ့လည်းကျွန်တော်တို့ United Team Talk ကိုစလိုက်အောင်ဗျာလူထုတ်ပုံမှားခဲ့တာလား မင်းညကဗျာကျွန်တော်တို့ United နဲ့ Tottenham Hotspur တို့ကစားခဲ့တဲ့ပွဲမှာတော့ United အသင်းကမှားခဲ့တာတွေကတော့အများကြီးပဲအဲအဲ့ဒါမှကျွန်တော်တို့ကရှုံးလို့ဟာဟိုလူလက်ညှိုးထိုးဒီလူလက်ညှိုးလိုက်ထိုးသိရမလားအဲ့လိုမျိုးသွားပြောနေလို့လဲဒီပွဲကြီးမှာ United ကအနိုင်ပြန်ရပြီးတော့ဖလားပြန်ရမှာလည်းမဟုတ်ဘူးဆိုတော့အဲ့ဒီထက်မှမှကျွန်တော်ကပထမဦးဆုံးကျွန်တော်ဘယ်ဘာကိုပြောချင်လဲဆိုတော့ Ruben Amorim ရဲ့ပွဲထွက်လူစင်အကြောင်းကျွန်တော်နည်းနည်းလေးပြောချင်တယ်ကိုသမားနေရာမှာအွန်နာနာကိုပွဲထွက်လာတယ်ဒါကပြဿနာမရှိဘူးနောက်တန်းမှာယူရိုမကွိုင်းရလူရှော့ ပွဲထွက်လာတယ်။ဘင်ညာအစုံမှာဒေါဂူနဲ့မာဆူရီအလဲထိုင်တဲ့အောင်မှာဒါကက်စမီရိုနဲ့ဘရူနိုဖာနန်ဒက်စ်အရှိမမေးဆမောက်နဲ့အာမက်ဒီယာလို့ပြီးတော့ဝိုင်လန်းပေါ့နော်။ဆိုတော့လူထုပုံမှာကျွန်တော်တို့မေးခွန်းထုတ်စရာကြီးအများကြီးရှိခဲ့တယ်။ကျွန်တော်တို့ဒီအဲပြိုင်ပွဲမစခင်ကျွန်တော်လွှင့်ခဲ့တဲ့ live မှာလည်းကျွန်တော်ခမန်းခဲ့တဲ့လူစီရင်မဟုတ်ခဲ့ဘူး။ဒါပေမဲ့အဲ့လိုမျိုးပြောလို့လည်းမင်းကဘာကောင်လဲဆရာကြီးလားဆိုပြီးတော့ဖြစ်အောင်မယ်ပေါ့နော်။အဲအဲ့ဒါတော့ကျွန်တော်တို့ကဒီပွဲမှာဘာလို့ ယူရိုနဲ့လူရှောကိုတုံးခဲ့တာလေပေါ့နော်တပြိုင်တည်းတုံးခဲ့တာလေယူရိုဆိုတာကလည်း तू ကအလားလာရှိတဲ့နောက်နောက်ခံလူတယောက်ဆိုတာကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့အခုမှ तू ကဒဏ်ရာကပြန်တက်တာလာတာပြီးတော့အရန်ညူသေးတယ်ပွဲချိန်ပြည့်ပြားဒီမှာကစားနိုင်တဲ့ရင့်ကျက်မှုမျိုးအဲ့လိုဖိအားတန်ကိုခံနိုင်တဲ့ဒါစိတ်နေစိတ်ထားမျိုးသူ့မှာမရှိသေးဘူးလို့ပဲကျွန်တော်ယူဆရမှာခုနပြောသလိုပဲလူရှောဆိုလဲဒဏ်ရာကပြန်လာတာဗျာပြီးတော့ယူရိုရဲ့ပုံစံမနှိညပွဲမှာကောင်းနေဆိုရင်ဗျာဘလို့ဖြစ်နေလဲဆိုတော့ အတင်းတော့ဗျာတခုခုလုတ်ပြရမယ်အစားငါမမားအောင်ဘယ်လိုကစားရမလဲဆိုပြီးတော့ပဲအဲကိုတာကိုလုံအောင်ပေါ့နော်ဆိုတဲ့ပုံစံမျိုးနဲ့ဖီအားဝင်နေရတာကိုတော့ကျွန်တော်တွေ့ရတယ်နောက်တစ်ယောက်ကလူရှော်လူရှော်ကတော့ဒါသိရတိုင်းပဲတန်ပြန်တတ်တလာမကြသေးဘူးဖောင်အောင်နေတယ်သူ့ကိုဘားကြောင့်ထဲချက်ချင်းပြန်ပြီးတော့ထဲ့သုံးခဲ့တာလေဆိုတော့အရန်ခုံပါဗျာကျွန်တော်တို့ကျွန်တော်ခံမှန်းခဲ့တဲ့နောက်တန်းသုံးယောက်ဆိုလို့ရှိရင် Lindy Lof Maguire အသဘောတခုပါဗျာ Euro မဟုတ်လို့ရှိရင်တော့ Masra ယူထားလို့ရတယ်သဘောတခုပါ ဆိုတော့ထားပါတော့ဗျာဆိုတော့မင်းညပွဲမှာလည်းအကုန်လုံးကြည့်ခဲ့ရတဲ့အချိန်မှာတော်တင်ဟဲ့တံပြန်တိုက်စစ်တိုင်းမှာလူရှော်နဲ့ယူရိုတို့ကဖယုတ်ဖယဲဖြစ်နေတာလုံးဝတရုတ်ဖယုတ်ဖယဲဖြစ်နေတာမက်ကွိုင်းရပါသူတို့နှစ်ယောက်နှစ်ကောင်ဖယုတ်ဖယဲဖြစ်တော့မက်ကွိုင်းရပါသူတို့လိုက်ကူရင်လည်းဖယုတ်ဖယဲတွေဖြစ်အဲအဲ့လိုမျိုးပေါ့နော်စသဖြင့်ပေါ့မက်ကွိုင်းရလည်းကြာလို့ရှိရင်အသက်ထွက်တော့မယ်ဆိုတော့ရှင်အခန်းစစ်ရှင်တန်းရှိကဘရူနိုဖာနာဒက်စ်နဲ့အဒီကက်စမရိုတို့ကလည်းဒါထိထိရောက်ကောက်မှုပေးနိုင်ဘူးနောက်ပြီးတော့ ဒီပွဲမှာကျွန်တော်ပြောတယ်မေးဆန်းမောင်းကိုမထည့်သင့်ဘူးကျွန်တော် live မှာလည်းကျွန်တော်ပြောခဲ့တယ်မေးဆန်းမောင်းကိုဘာလို့ first line မှာထည့်ထည့်သုံးထည့်သုံးခဲ့တာလဲဗျာဘရိုဂါနာချိုရှိရယ်လေဂါနာချိုရှိတယ်ဒါဒီပွဲကိုကြည့်ရတဲ့လူတိုင်းသိတယ်ပထမပိုင်းတစ်ပိုင်းလုံးမှာဗျာ United ရဲ့တိုက်စစ်ကဟိုဘယ်လိုပြောမလဲဘာလုတ်ချင်နေမှာဘာဖြစ်ချင်နေမှာကျွန်တော်မသိရဒီညာဘက်တစ်ချမ်းအာမတ်ဘက်ချမ်းပဲလှုပ်တယ်ဗျာအသက်ဝင်တဲ့မေးဆန်းမောင်းဘက်ချမ်းကလုံးဝသိနေ မေးစမ်းမောဘယ်အချိန်မှာထည့်ရမှာလဲဆိုတော့ကျွန်တော်ပြောသလိုမျိုးကျွန်တော်တို့1စီးလောက်နဲ့နိုင်နေခဲ့ရင်နိုင်နေရင်အဲ့လိုအချိန်မျိုးမှာထည့်ပထမပိုင်းမှာဗျာတက်မှာတစ်ဖက်အသင်းကိုအထင်သေးပြီးတော့လောက်တာလားမသိဘူးအဲ့ဒါပဲ United ကိုခံစားသွားရလို့ကျွန်တော်တို့ထင်တယ်ဂါနာချိုးဝင်လာပြီးမှပဲဒုတိယပိုင်းမှာဂါနာချိုးဝင်လာပြီးမှပဲဘယ်ညာတစ်ဖက်လုံးကနည်းနည်းလှုပ်လှုပ်ခက်ခက်ဖြစ်သွားရပေါ့နော် United ရဲ့လူစားလဲမှုတွေရလဲပြီးတော့နောက်ကျလုံးနဲ့လို့ပဲကျွန်တော်ပြောရမှာပဲဒုတိယပိုင်း80မိနစ်80ကျော်ရောက်မှဒီ Zack Z နဲ့ဂါနာချိုးထည့်ခဲ့တာ အဲပြီးတော့ရှုံးနေတယ်ဆိုတော့ဗျာတိုက်စစ်ရသလားကျွန်တော်တို့ဖွင့်ရမှာပဲဘာမှထိန်းကစားနေလို့မရဘူးကျွန်တော်ရဲ့ United အရှိ United တင်းတော့မှာပြောခဲ့ပြီးသား United ဒီ Tottenham Hotspur အသင်းကို အရင်ကျွန်တော်တို့သူတို့ကစားနေကြပုံစံမျိုးအဲဒီရမလားထိန်းကစားပြီးတော့ဒီဗာလဲ Spar ရဲ့တိုက်စစ်ကိုထိန်းကစားဖို့ကြိုးစားလို့ရှိရင်တော့တိုင်ပတ်သွားမယ်လို့ကျွန်တော်ပြောပြီးသားဘာကြောင့်လဲဆိုတော့ Spar ဒီတိုက်စစ်ရန်ကောင်းတဲ့အသင်းသူတိုက်ကိုတိုက်တိုက်ရမှာပဲသဘောတူက ပြီးတော့ဗျာခန္ဓာချိုးရောခန္ဓာချိုးရဲ့အကူကိုပါပွဲပြီးတော့နေပြအာမိုရင်ကထပ်ပြီးတော့ဝေပိုင်ခဲ့တယ်ခန္ဓာချိုးကိုယ်တိုင်ကလည်းသူ့ကိုပွဲထွက်လူစင်းမှာအတုံးမပြူခဲ့လို့သူကိုယ်တိုင်လည်းဒါစိတ်ဆိုးဒေါသထွက်ခဲ့ရတယ်လို့ဒါသတင်းတွေကပေါ်ပြနေရဆိုတော့ဒီ conflict တွေကဗျာဘာလို့မှလဲကျွန်တော်ပြောတာသိရမလားကျွန်တော်တို့ဒီပွဲရှုံးတာနီးပြအာမော်ရင်ရဲ့ဒါပွဲထုတ်လူစင်းမှားရင်းကြောင့်ကတော့90ရာခိုင်နှုန်းလောက်အထိပတ်သက်နေလိမ့်မယ်လို့ကျွန်တော်တို့သတ်မှတ်ချင်တယ်ဗျာအာမော်ရင်အငိုင်းမိသွားတာလား ဆိုတော့နောက်ထပ်သီးတာထင်ရှားလို့ ਨੇ အားနည်းချက်ကတော့ United ရဲ့တိုက်စစ်ပဲ United ရဲ့တိုက်စစ်ကအားနည်းနေမှာတော့ဒါကျွန်တော်တို့ United fan တွေရောဒီတကဘာလုံးမှာရှိတဲ့စကောသင်းဖန်ခင်တွေအကုန်သိတယ်ဗျာဆိုတော့ United မှာပြီးတော့ခိုင်မာတဲ့တိုက်စစ်ကစားပုံလုံးဝမရှိဘူးဂိုးရအောင်ငါတို့ဘလို့ကစားရမလဲဆိုတဲ့ရေးရသေးတဲ့နီးပြူဟာဘာမှမရှိဘူးကြုံတိုးဆော့တယ်လို့ပြည့်နေတယ်တဦးကောင်းတရားကောင်းအသိရမလားတော်တရန်ရွာရဲခိုးပါဗျာသူတို့ကန်ကောင်းပြီးတော့ချက်ကန်းတိုးပြီးတော့ဆိုတာထက်အိုနာနာရ ိုအိုနာနာညံဖြင်းလို့ရသွားတဲ့ဂိုးဆိုပေမဲ့လည်းသူတို့မှာတံပြန်တိုက်စစ်ကောင်တာအတက်ကိုဘလို့ကစားရမလဲဆိုတော့တိကျသေးကြတဲ့နီးပြွာရှိတယ်။သူတို့လည်း United ကိုကောင်တာပဲဆော့သွားတာ။ United ရဲ့ခံစစ်ကိုဒီ Tottenham Hotspur ရဲ့တိုက်စစ်ကငါတို့သူတို့ကိုဘလို့ဖိအားပေးမှလဲဆိုတော့ဗျာတိကျခိုင်ပါတယ်တိုက်စစ်ကစားဖို့တခုရှိတယ်။ဆိုတော့ United ကတော့ခုနအရှိမကျွန်တော်ပြောသလိုပဲတူးကောင်တယောက်ကောင်နေများနေတယ်။အဲဒါပေမဲ့ဗျာဘလို့ပဲပြောဖို့ဗောဒီ Tottenham Hotspur ရဲ့ဂိုးသမားတဲ့ဒီခံစစ် ကောင်းလို့နေကြအကြောင်းလဲဒါ United ကန်ဆိုးခဲ့လို့ပြောရပါပဲကျွန်တော်တို့ဒီ white line ခေါင်းတိုက်လိုက်တဲ့အလုံးရယ်လူ short ပွဲပြီးခဲ့ညီမခေါင်းဝင်တိုက်တဲ့အလုံးရယ်ညာအဲ့ဒါဆိုကျွန်တော်ခုထိညလုံးနဲ့တော့မထွက်သေးဘူးဗျာဂိုးပြီပဲထဲလာဆိုတော့ကျွန်တော်တို့တပွဲလုံးမှာ United ကဂိုးကန်သွင်းမှု16ကြိမ်အထိရခဲ့တယ်ဂိုးပေါက်တဲ့မှု6ကြိမ်အထိရှိခဲ့တယ်ဒါပေမဲ့သွင်းမှုတကူမှမရခဲ့ဘူးဟုတ်ပြီကျွန်တော်တော်တင် hotspot ဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဂိုးကန်ကိုသွင်းမှု3ကြိမ်ပဲရခဲ့တယ် အဲ့တော့ညမှာသူတကိုးဝင်အောင်သွင်းနိုင်ရယ်ဆိုတော့ဒီနှစ်သင်းရဲ့အဆုံးသက်သေးချာမှုကိုကြည့်လို့ရှိရင်ဟိုဒါကျွန်တော်တို့အထင်းသားမြင်နိုင်နေပြီပုံမှန်အပြားပါဗျာတော်တင်ဟော့စပါဘယ်သင်းနဲ့တွေ့တွေ့ဒါတိုက်စစ်ဖွင့်ကစားတဲ့အသင်းကျွန်တော်တို့ကိုယ်တိုင်လည်းဒီတော်တင်ဟော့စပါတိုက်စစ်ဖွင့်ကစားမယ် United ကလည်းတိုက်စစ်ဖွင့်ကစားအဲ့မှာပွဲရကြည့်ကောင်းမယ်ဆိုပြီးတော့ပဲကျွန်တော်တို့ကိုယ်တိုင်လည်းဒီ final ကိုမျှော်လင့်ခဲ့တာဒါပေမဲ့တော်တင်ကအဲ့လိုပုံစံနဲ့ပွဲမထွက်လာဘူးပေါ့နော်အာမိုရင်ကိုယ်တိုင်လည်းဒါတော်တင်ဟော့စပါတင်ကခန်းစစ်အသားပေးပြီး ဒါပွဲထွက်လာလိမ့်မယ်လို့လဲဒါ तू လည်းမထင်မထင်မှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်တော့မထင်တာဗျာဒါပေမဲ့ထားလိုက်ပေါ့ကျွန်တော်မထင်တော့ तू ထင်နေတယ်တရားဒီလုံးမှာလဲ Tottenham Hotspur ဒီခန်းစစ်အသားပေးကစားပုံကစားခဲ့တဲ့ပွဲဆိုလို့ကျွန်တော်စိတ်ထင်မင်းညမင်းမနဲ့ပေါ့နော်ဒီနေ့မနဲ့ကစားခဲ့တဲ့ဒီ final ပွဲပဲရှိလိမ့်မယ်ဗျာပထမပိုင်းမှာ United ခန်းစစ်အစွန်လူတွေတိုက်စစ်ကိုလိုက်ပြီးတော့အချိန်မီပြန်မစင်းနိုင်တဲ့အချိန်မှာဗျာတံပြန်တိုက်စစ်ကနေပြီးတော့တောင်ပန်တွေကဘောလုံးဆွဲပြေးပြီးတော့ Tottenham ရဲ့ကစားကွက်မှာ United ရဲ့ဒါပြန်ပြီးဘလို့ထိန်းချုပ်နေလဲဆိုတော့ အဖြေလုံးဝမရှိခဲ့ဘူးဒုတိယပိုင်းမှာတော့တော်တန်ဟန်ခန်စစ်ပိတ်ကစားတော့လေအာမိုရင်မှာတော်တန်ဟန်ခန်စစ်ကိုဒါထိုးဖောက်ပြီးတော့ငါတို့ဘလို့ကိုးပြန်ရှာမလဲဆိုတော့အဖြေမရှိခဲ့ဘူးအဖြေမရှိတာရရမ်းများဆိုတော့မကွာရအောင်ရှစ်တက်ခိုင်းပြီးတော့ဒီ cross ball တွေတစ်ချိန်လုံးရိုက်တင်နေတာတော့ဗျာ bro finally just a fine eh is a fine eh အရင်ရိုးရှင်းလို့နေဗျာသိလားဆိုတော့ဘာပြောအောင်မလဲကစားသမားတွေမှာလည်းအပြစ်ရှိတယ် ဆိုတော့ကျွန်တော်အထူးပြောချင်တာတော့ကစားသမားတွေမှာကျွန်တော်တို့ကနီးပြဟိုပဲသွားပြီးအပြစ်ပြောနေလို့တော့မရဘူးပေါ့ဗျာ။ကစားသမားတွေကိုယ်တိုင်မှာလည်းကိုင်းထဲမှာကစားရင်ကစားသမားတွေကိုယ်တိုင်မှာလည်းအပြစ်ရှိတယ်ပေါ့။အထူးပြင်မင်းညားကပွဲမှာကျွန်တော်အပြစ်ပြောချင်တဲ့ကစားသမားတဦးရှိပါတယ်။အဲ့ဒါတော့ကျွန်တော်တို့ရဲ့အချစ်တော်ကပတိန်ဘရူနိုဖာနန်ဒက်စ်ပါပဲ။ဆိုတော့သူ့ကိုကျွန်တော်တို့ United ပြည်သက်တွေအားလုံးကမင်းညားကပွဲမှာပုံစံကောင်းပြသဖို့အတွက်ဒါမျှော်လင့်ခဲ့ရတယ်။ဒီနှစ် Euro ပါလီမှာ United ရဲ့အကောင်းဆုံးကစားသမားကလည်းဘရူနိုဖာနန်ဒက်စ်ပဲ။ခုနှစ်ဂိုးသွင်းပြီးတော့ဂူးဖန်နေမှု၄ချိန်ထိလောက်တာတယ်။ ဒါပေမဲ့မင်းကြီးကပွဲမှာတော့ကျွန်တော်တို့မြင်ကျင်နေတဲ့ Bruno Fernandes မဟုတ်ခဲ့ဘူးဗျာမမြင်ရခဲ့ဘူးပေါ့ Bruno Fernandes ကြီးကလည်းဘောလုံးတစ်လုံးမှမထွက်မလာခဲ့ဘူးပေးဖို့မူတိုင်းကလည်းအပြတ်တွေပဲများရနေပေးလိုက်လို့ပြတ်သွားဘယ်သူလဲကြီးလိုက် Fernandes ပေးလိုက်လို့ပြတ်သွားဘယ်သူလဲကြီးလိုက် Fernandes သဘောတူကအဲ့လိုမျိုးပဲဖြစ်နေဆိုတော့တေချာဘောဂိုးဝင်တဲ့အခွင့်အရေးကိုကောင်းတိုက်ပြီးအဆုံးသတ်တာလည်းလွဲခဲ့တယ်ဆိုတော့ကောင်းတိုက်တာဒီဘက်ကိုတိုက်ရမှာဒီလိုကြီးတော့တိုက်တော့ဒီဘက်ကိုရောက်သွားတယ်ဒီဘက်ကိုတိုက်ရမှာထားပါတော့ ဟာဆိုတော့ United မှာ Bruno Fernandes ကိုတိုင်ရပဲကစားဖို့စိတ်မပါတော့တာလားပြီးတော့ပွဲပြီး interview မှာလည်း तू ကဘာဖြေခဲ့လဲဆိုတော့အသင်းဘက်ကတဲ့သူ့ကိုမလိုချင်တော့ရင်ကျွန်တော်ထွက်သွားပါမယ်ဆိုတဲ့အဖြေမျိုးကိုလည်းပြောနေတယ်ဆိုတော့ Bruno Fernandes တကယ်ပဲ United အသင်းကလစ်ချင်နေရလားဆိုတော့တော့ကျွန်တော်တို့ဒီအပြောင်းရွှေ့ရသည်ဖွင့်တဲ့အချိန်မှာကျွန်တော်ကြည့်ရပါမယ်အခုလေ Real Madrid ကခေါ်မယ်ဆိုပြီးတော့အတန်တွေထွက်နေပေါ့နော်ကျွန်တော် live မှာလည်းကျွန်တော်ပြောခဲ့ပါတယ် Bruno Fernandes ဒါအကယ်၍ United ကနေထွက်ခွာခြင်းလဲဆိုရင်လည်းကျွန်တော်တို့ထွက်ခွာခွင့်ပေးသင့်ပါတယ်ဘာလို့ဆိုတော့သူ့အနေနဲ့ United ကိုအများကြီးပေးဆက်ပြီးွားပြီ bro just enough ပဲကျွန်တော်တို့ကတော့အပြည့်မြင်တာတော့ရှိမှာပဲလေဒါကတော့ဒါပေမဲ့သူ့ရဲ့ပေးဆက်မှုကသူ့ရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်တွေကို United မှာဘာမှမဟုတ်ပဲနဲ့အကုန်ဆုံးပြီးွားပြီဆူပလာကြီးကြီးမောင်မောင်မရပဲနဲ့အကုန်ဆုံးပြီးွားပြီသဘောတခုကဆိုတော့ဒီအချိန်မှာ Real Madrid ကသူ့ကိုခေါ်လို့သူလစ်ချင်တယ်ဆိုတော့ဒါကျွန်တော်တို့ကခွင့်ပြုပေးရမှာပဲဆိုတော့ဗျာ အာမိုရန်ကနီးပြွားတယ်ဘလို့ပဲခြားခြားတကယ့်ကွင်းထဲမှာပုံဖွာတာတော့ကစားသမားတွေရဲ့ကစားသမားတွေကိုကိုရိုင်းကကစားပုံကညံဖျင်းနေတာတော့ကျွန်တော်ညီးပြောင်းအပြစ်တစ်ခုလည်းပုံချနေလို့တော့မရဘူးပွဲပြီးအင်တာဗျူးမှာထပ်ပြီးတော့ပါပြောလဲဆိုတော့လူရှောကလည်းစီနီယာမပီသားစွာနဲ့ပဲ United ကစားသမားတွေအဆင့်တန်းကိုထပ်ပြီးတော့ဝေဖန်ခဲ့တယ်။လက်ရှိကစားသမားတွေရဲ့ကြိုးစားအထောက်အမှုအပြစ်တင်ခဲ့တယ်။ဆိုတော့အသင်းမှာဝါရင်ဆုံးကစားသမား၃ယောက်ကိုကျွန်တော်ကြည့်ပါဆိုလို့ရှိရင်လည်း Luke Shaw ရဲ့ Bruno Fernandes ရဲ့ Maguire ရဲ့ဒီ၃ယောက်ပဲရှိတာ။ ဆိုတော့ဒီသုံးယောက်ကအစမစည်းလုံးဘူးတကယ်မှဝါးစည်းပြေသလိုဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဗျာသူတို့ကိုယ်တိုင်ကစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေဖြစ်နေမှာတော့ United တသင်းလုံးကဖေယိုဖျန်းနဲ့တိုင်ပတ်နေတာတော့မဆန်းဘူးလို့ပဲကျွန်တော်သုံးသပ်ရမှာပဲနီးပြအာမိုရီကိုဆက်ထားတဲ့ရလားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါနေမကောင်းပေါ့နော်အခုဆိုလို့ရှိရင်နေမကောင်းတဲ့ကြားထဲမှာမင်းညာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ hotel ဒီ the evd hotel ရဲ့ဒီ watch party မှာကျွန်တော် united fan တွေအကုန်လုံးစုပြီးအားပေးကြရပေါ့ကျွန်တော်ဆိုစေးတောက်ပြီးတော့ light တွေလွှင့်နေအခုလဲဒါ amouseline လို့ citrine လို့တောက်ထားတော့ကျွန်တော်နည်းနည်းနှုံးနေရပါတော့အဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုမှာတခုခုဒါလိုအပ်ချက်ရှိလို့ရှင်ကျွန်တော် united fan UK အတွက်ကျွန်တော်တောင်းပန်ပါတယ်ဆိုတော့ amouseline ကလည်းသူ့ကိုယာတူကထုတ်ပယ်လိုက်လို့ရှင်ထုတ်ပယ်မယ်ဆိုလို့ရှင်ထွက်ခွာဖို့ အသင့်ပါပဲဆိုပြီးတော့ဒါသူကတော့လေးတန်းစထွက်လာပြီဆိုတော့ United ရဲ့အញ្ញံဖြင်းဆုံးရာသီကိုကင်တွယ်ခဲ့တဲ့နီးပြတယောက်ကိုကျွန်တော်တို့က United အသင်းမှာဆက်ထားသင်းရလားဒါကိုလည်းကျွန်တော်စဉ်းစားရမယ်သူ့ဘက်ကကောက်ွယ်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဗျာဒီ Amore က United ကိုရာသီလေလောက်ကမှရောက်လာတယ်အသင်းကိုသူ့ခြေသူ့လက်နဲ့ဗျာတိဆောက်ခွင့်ရထားတာဆိုလို့အခုအချိန်ထိတော့မမေရတော့ဘာမှမရှိသေးဘူးပေါ့နော်ဇန်နဝါရီပြောင်းရွှေ့မှလည်းအားပြေခွင့်ကြီးကြီးမားမားမရခဲ့ဘူး ကစားသမားတွေခေါ်ယူရမယ်အစားဗျာသူမလိုချင်တဲ့ကစားသမားတွေကိုပဲသူအရင်ဆုံးရှင်းထုတ်ရင်းနဲ့ပဲကျွန်တော်တို့ဒီရာဒီဘောလုံးရာဒီကပြီးဆုံးခဲ့ပေါ့နော်ဆိုတော့ဆာဂျင်ဝက်ကလစ်ကတော့အနီးဘက်အာမိုရီကိုဆက်ထိန်ထားခြင်းနဲ့ဒါသူရဲ့သူ့ရဲ့စန္ဒာကတော့အဲ့ဒါကြောင့်ဘိုလူဘွဲမတိုင်ခင်တည်းကဒီဘိုလူဘွဲမှာဘလို့ရလက်ပဲထွက်လာထွက်လာရာဒူကနေထုတ်ပယ်ခြင်းမပြုပါဘူးဆိုပြီးတော့အာမခံချက်ပေးခဲ့တယ်ဆိုပြီးတော့လေဒါဖရာဘရီဆိုရိုမာနိုကိုယ်တိုင်ကပြောခဲ့ရပေါ့နော် ဆိုတော့ရိုးရောဘလို့ထင်လဲ United ကဗျာဒီ Sir Alex Ferguson နောက်ပိုင်းမှာဗျာနီးပြအဝင်နေအထွက်တွေဗျာဒီအမှာအယမ်းများလို့ねအဲ့ဒါကလေကျွန်တော်တို့ United အသင်းရဲ့တည်ငြိမ်မှုကိုပြတ်ပြားစေတယ်လို့ပဲဒါကျွန်တော်တို့သတ်မှတ်ရမယ်ထိခိုက်တယ်ဗျာ Sergeant Rock ကတော့အဲ့လိုမျိုးဆက်မဖြစ်စေခြင်းဘာလို့ဆိုကျွန်တော်တို့စဲစူးညတစ်ခုကြော်သွားပြီပေါ့နော်ဒီလိုမျိုးဖြစ်နေတာဆိုတော့ဒီအခြေအနေမျိုးတွေကိုနီးပြအာမိုရင်ရောက်လာတဲ့အချိန်မှာတော့ကျွန်တော် United fan တွေရောဒီအသင်းပိုင်ရှင်တွေရောတော့အကုန်လုံးပြောင်းလဲစေခြင်းပါပဲ ဆိုတော့အဲ့ဒါကြောင့်ဘိုရူဝဲမတိုင်ခင်တည်းကဘလို့ရလက်မျိုးပဲထွက်ထွက်အာမရိုအနည်းဆုံးတော့စာချုပ်သက်တမ်းနှစ်နှစ်ကုန်တဲ့အထိအသင်းမှာဆက်ထားမယ်ဆိုတော့ဒါအာမခံချက်တာပေးခဲ့ရပေါ့နော်အသင်းမှာဆက်ရှိနေစေချင်တယ်ဆိုတော့တည်င်းနေလဲထွက်ပေါ်ခဲ့တယ်ပေါ့ကျွန်တော်သဘောရဆိုရင်လည်းဗျာစာချုပ် reclick ကိုလောက်ရက်ကိုတော့ဒါကျွန်တော်တော့အပြည့်အဝထောက်ခံနေလို့ပဲပြောရမယ်ဒီနှစ်ဘောလုံးရသေးကနီးပြအာမရိုရင်အတွက်ဗျာ landing cuff ဆိုလို့ရှိရင်တော့နောက်နှစ်ကြာမှသူ့ရဲ့အရေးချင်းတွေကိုကျွန်တော်တို့แน่ๆလေးမြင်တွေ့ခွင့်ရလိမ့် ဘာလို့လဲဆိုတော့ကျွန်တော်ဒီနှစ်ပေါ်လုံးရာဒီအပြောင်းအရွှေ့မှာလဲ United အသင်းအားဖြည့်မယ်ဆိုရင်တော့ကြီးကြီးမားမား changes တော့လုံးနိုင်အောင်မဟုတ် maybe uh 25% or 30%လောက်ပဲ changes လုံးနိုင်မှာ50%လောက် changes လုံးနိုင်တယ်ခဲ့တယ်ဆိုရင်တော့အကောင်းဆုံးပဲဒါပေမဲ့ကျွန်တော်စိတ်ထင်တော့50%လောက်တော့မဖြစ်နိုင်သေးဘူး30%လောက်ပဲသူ changes ထပ်လုံနိုင်အောင်ပါဆိုတော့သူ့ရဲ့ရေချင်းကိုကျွန်တော်နည်းနည်းလေးထပ်မြင်ရလိမ့်မယ်ဒီနောက်ရာသီပေါ့နော်နောက်ရာသီလည်းကျွန်တော်အများကြီးမျှော်လင့်မထားဖို့အတွက်အခုတည်းကကျွန်တော်ရ United fan တွေကိုကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီနေရာမှာနီးပြအာမိုရင်အတွက်ဒါနီးပြတယောက်ဖြစ်တယ်ဒီအသင်း head coach တယောက်အတွက်ကတော့ဒါကျွန်တော်ကစောင့်ထိန်သိတဲ့အချက်နှစ်ချက်ဒါလိုအပ်တယ်လို့တော့ကျွန်တော်ရဲ့ personal အရာကျွန်တော်သုံးသပ်ချင်တယ်ပေါ့နော်ပထမချက်ကတော့နီးပြအာမိုရင်အနေနဲ့ကျွန်တော် negative sense ပေါ့နော်အရင်မများဖို့လိုအပ်တယ်ဘာလို့ဆိုတော့သူ့အနေနဲ့ဗျာပွဲတော်ပွဲရှုံးတိုင်း အတခုခုဟိုအဖြစ်တိုင်းဟိုကစားသမားဟိုအဖြစ်တင်ဒီကစားသမားဟိုအဖြစ်တင်သိရမလားဟိုကစားသမားဟိုရှောက်ပြောဒီကစားသမားဟိုရှောက်ပြောပြောတာရေကသူနီးပြတယောက်အနေနဲ့မလုတ်တင်ဘူးမီဒီယာရေးရှေ့မှာပေါ့နော်အကဲပြောချင်လားပြောချင်လို့ရှိရင်ဥမာထားပါတော့ Bruno Fernandes ကိုသူပြောချင်တယ်ခေါ်လိုက်သူ့ရဲ့ရုံငန်းနဲ့ခေါ်လိုက်ထိုင်လိုက်လိုက်ရှေ့မှာကဲ Bruno မင်းဘာဒါလာဒါဘလိုဖြစ်တာလဲအဲ့မှာကျွန်တော်ဆွေးနေသိရမလားဒီမီဒီယာတွေရှောက်ပြောတာကျွန်တော်အလကားပဲ ဘာမှမဆိုဘူးတယောက်နဲ့တယောက်ဟိုအမုန်းပွားပဲရှိမှာမီတင်ငန်းနဲ့ခေါ်လိုက်နေမီတင်ငန်းနဲ့ခေါ်ပြီးပြောမကျင်တတ်တာရှိလဲပြောကျင်တတ်တာရှိလဲပြောသဘောတူကအဲ့လိုလှုပ်တင်နေပါတော့ဆိုတော့ပထမချက်ကတော့ negative sense တွေအရင်မများဖို့လိုအပ်တယ်လို့တော့ကျွန်တော်သုံးသပ်ချင်ပါတယ်နောက်တစ်ခုဒုတိယချက်ကတော့ armor အနေနဲ့ဟိုအခုလက်ရှိအချိန်မှာကျွန်တော်တို့ဒီရာသီမှာ तू ကဒီ UFK cap ကိုရာသွားတယ်ဆိုရင်တော့ तू ကပထမဆုံးရာသီမှာ စုဖလားရတဲ့နီးပြဖြစ်နီးပြအာမိုရင်ပြီးရင်သူနီးပြမော်ရင်ညိုပြီးလို့ရှိရင်သူဖြစ်မှာအခုကတော့မရဘူးဆိုတော့ဘာမှဖြစ်တော့ဘူးပေါ့နော်ဆိုတော့ဘာမှမလုပ်ပြရသေးပဲနဲ့ဟောင်းဖွာလုံးဟောင်းဖွာလုတ်ပြီးတော့ကျွန်တော် United အသင်းကိုဝေမန်နေမဲ့အစားသူပါဇက်လေးပိတ်ပြီးတော့ပဲဗျာသူ့ရဲ့ဒီ United အသင်းတိုးတက်ဖို့ကိုပဲပို့ပြီးတော့ focus ထားပြီးတော့ iron site တဲ့လို့တော့ကျွန်တော်တော့မြင်တယ်ဆိုတော့ဒီနှစ်ချက်ကိုလည်းသူ့ကိုယ်သူလည်းအာဒါဘာလို့ဆိုတော့သူလည်း လူတော်ပဲလေလူတော်မို့လို့လဲ United manager ရာလူရတာဆိုတော့သူလည်းမြင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေ။အဲကျွန်တော်ကတော့ဒီ United အသင်းဒီ Europa League ဒါဖလားမရသွားအတွက်ကတော့ကျွန်တော်ညီကိုတွေကျွန်တော်ညီကိုညိုကီညိုကီရဲ့ညိုမီတွေနဲ့အတူကျွန်တော်အတူတူထပ်တူထပ်မြတာစိတ်မကောင်းဖြစ်ရတယ်။အနည်းငယ်ဆိုလဲအဲရုံးသားပြောင်းလာအိတ်မပြောဘူးဗျ။ဆိုတော့ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့ဒီຢာကြီးကတော့ကျွန်တော်အမြဲတမ်းအဲတရှိနေမှာရမဟုတ်ဘူး United အသင်းဖလားမရ ဘူးဆိုတာမနေ့ကကျွန်တော်ပြီးသွားခဲ့ပါပြီကျွန်တော်တို့ကအခုကျွန်တော်တို့ပစ္စုပန်မှာတက်တက်နေရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအနာဂတ်မှာကျွန်တော်တို့ဘယ်လိုတွေသွားမလဲဆိုတာကျွန်တော်စဉ်းစားရမှာပါကျွန်တော်ရ United fan ညိုကေအကုန်လုံးလည်းစိတ်တမကြပါနဲ့ဗျာမကြခင်ချိန်တွင်းမှာကျွန်တော်တို့ United ပြန်လာမှာပါကျွန်တော်က Video Sport က United fan တက်စင်မှာအားလုံးပဲစိတ်ချမ်းသာကြပါစေဗျာ you